ောဒလမင်းကြီးကမြတ်စွာဘုရားကိုဘုန်းတော်ကြီးတော်မြတ်စွာဘုရားတပည့်တော်အိမ်မက်ထဲမှာနာဝလေးခေါင်းဝါနတ်လေးခေါင်းတခါရခွာပါရရပ်တရှူးရှူးနဲ့တခါရမှုတ်တယ်ပြီးတော့ခွေကြတော့မယ်အတိုင်းနိုင်ပြမှာပြေးဝင်လာအမေသူကခွေမလို့လို့ပါတပည့်တော်လည်းခွေတော့မယ်အောင်မင်းသာတေချာချိနေ ပြီးကြတော့မခွေပဲနဲ့လဲ့ပြီးတော့ထွက်ပြေးသွားကြတယ်မြတ်စွာဘုရားအဲ့ဒီအိမ်မှာဟာဘယ်လိုသဘောပါလဲတကားတော်မင်းကြီးတဲ့ဒီမှာကတကားတော်မင်းကြီးတို့ဘာမှကောင်းကျိုးဆိုးကျိုးမရှိဘူးဘာလဲဆိုတော့ဒီမဲ့ရဲ့အကျိုးအပြစ်ကတော့ နောက်တစ်ချိန်တရားမဆောင်နဲ့မင်းနေရဲ့လက်ထက်လူတွေရဲ့လက်ထက်မှာမိုးတွေဟာရွာမလို့လို့နဲ့မရွာပဲနဲ့ဝင်ပြီးတော့သွားလိုက်မယ်မိုးခေါင်လိုက်မယ်လို့ပြောတာလူတွေရဲ့ကြီးမားတဲ့လောဘဒေါသတွေကြောင့်ပေါ့ဝိဓမာလောဘတွေအာဇိတပင်းနဲ့အတရားမှခုန်လဲဟုတ်လား ဒေါသတွေအကြီးအကျယ်တက်ဖို့ပြက်ဖို့အာထုတ်ကြတဲ့အခါကုန်းလို့လက်နက်ပေးတင်ပြီးမိလောင်ပျက်စီးပေါ့အဲ့လိုမိုးရွာစေနိုင်တော့တဲ့မိဃပါဒလို့ခေါ်တဲ့အခြေခံအကြောင်းတရားမိုးရွာစေနိုင်တဲ့အခြေခံသဘာဝအကြောင်းတရားတွေပျက်စီးသွားတယ်ပေါ့တချို့နေရာတွေတချို့ရေအိုင်ကြီးတရေကန်ကြီးတွေရှိနေပါလေနဲ့ရေအိုင်ရေကန်တို့စီးဝင်နိုင်တဲ့မြစ်တွေချောင်းတွေကိုပိတ်ဆို့ပြီးတော့ ဆယ်တွေပါတယ်ဆောက်ပလိုက်တော့ရေဝင်နေပြီးတော့ရေကန်နေရေခန်းချောက်ပြီးတော့ညပြန်မှာရင်ခွင့်ပြန်နေတဲ့သဘောတွေမရှိတော့ဘဲနဲ့အဲ့ဒါမိုးကျွာနေတဲ့အခြေခံအကြောင်းတစ်ခုညော့သွားတယ်လို့ပေါ့မိကပါတာလို့ခေါ်တော့မိုးကျွာနေတဲ့အကြောင်းတွေကလူတွေကဝိတ္တမလောဘတွေဒါမှမဟုတ်ပျက်စီးရပျက်စီးကြလို့ပြောတဲ့ဒေါသတွေအကြောင်းအမှားမှန်နားမလည်လို့ကိုကျိုးစီးပွားကိုအတ္တကြီးစွာလောက်ခဲ့ကြတဲ့မောဟအကုသို့ကံအကြောင်းဒီလိုမျိုးအကုသို့ ိတ်ကြီးတဲ့တရားတွေပေါ်များတဲ့ခက်ထဲရောက်သွားတယ်ကာလအတဲ့ရောက်သွားပြီဆိုလို့ချင်းမိုးခေါင်တဲ့ကိစ္စမိုးခေါင်ပြီးတော့လူတွေအစာရသရှားပါတဲ့အခြေအနေဆိုးမျိုးတွေကိုကြုံတွေ့ရလိမ့်မယ်အဲ့ဒီလိုဖြစ်လိမ့်မယ်လို့ဒါကြိုတင်ပြီးတော့သမိတ်တဲ့တောင်ကျအဲ့လိုဖြစ်လာလိမ့်မယ်မင်းကြီးကောင်းပါဗျာရှင်တို့လက်ထက်ပြင်းပြင်းကြီးတို့လက်ထက်မှာဖြစ်မှာမဟုတ်ပါဘူးလို့ပြောဆိုပါဗျာကရှင်းပြ 好呗，我这弄，我家里就是这样的，是，咱们家是弄呗，的那不完呢？李康，魏米阳，丁小特比的，李万牛羊，穆定道，赵永贵李米的，咱担保的来不？ ဘာဝိတ္တတော်ဆရာတော်ဘုရားကြီးကတော့ဩဒဘာနွားလာတဲ့လေးကောင်ဝိမယောင်းရှောင်းကပြည့်တဲ့ဝေရက်ဒီခေါင်မိုးရိပ်ကမောင်းအိမ်တောင်တချုံလရက်စက်ကရောင်ဝါနဲ့ရွာမလို့ပုံဟန်ခနဲ့ ဝင်ပြောင်းလို့ဆောဒါမှာဝိတုဒ္ဓရောဆရာတော်ဘုရားကြီးကနောက်လူတွေမှတ်သားလွယ်အောင်မျက်စိတွေမြင်အောင်ရေးခဲ့တာနော်ဒါမှမဟုတ်သဘာဝတရားတွေရဲ့ဖောက်ပြန်မှုကလူတွေရဲ့ကိုခြင်းတရားတွေနဲ့ဆက်ဆက်မှုရှိနေတယ်လူတွေရဲ့လောဘဒေါသမောဟဆိုတဲ့အကုသိုလ်အကြောင်းတရားတွေနဲ့ဆက်ဆက်မှုရှိတယ်အကုသိုလ်ဆိုတာပါဝဇ္ဇဒုက္ခဝိပါကလက္ခဏာလို့ဘုရားမှာပြောတယ် အာဝဇာပြည့်စုံတဲ့ဒုက္ခဝိပါကလက္ခဏာမကောင်းကျိုးကိုပေးတတ်တယ်ဆိုတဲ့အတိုင်းပဲပေါ့